ကားလုံးမကြည့်ဟုတ်ဒီအသက်တွေကိုသူတို့ဖြတ်ပြင်ပါလေနော်ဒါဆိုအသက်အိုးအသက်ကြီးခံဟာတိရစေတက်ကန်ချမ်းနေကြတယ်နော် ဒါလေးတွေကတော့တကယ်တက်ရှိဒီအပင်လေးတွေကိုငယ်ငယ်ကတည်းကတိုင်းတေချာလေးစနစ်တကျလေးကုလိုချင်တဲ့ပုံစံလေးကိုဖော်ပြီးတော့မှတေချာထိမ့်သိမ်းစောင့်ရှောက်လာတဲ့အပင်လေးတွေဖြစ်တယ်။တကယ်ပန်းအိုးစတိုင်ပေါ့ကုလိုချင်တဲ့စတိုင်လေးတွေကိုငယ်ငယ်ကတည်းကတေချာလောက်လာခဲ့တာပေါ့နော်။ ဝင်ဆိုင်တဲ့ဗီဒီယိုနဲ့ဟယ်လိုโอเคပါအခုကျွန်တော်တို့ရောက်ရှိနေတာကတော့ပြည်နာနိုင်ငံဒီ Lady Buddha လို့ခေါ်တဲ့ကိုရင်မဲတော်ရှင်ပြန်တော်မှာရောက်ရှိနေတာဖြစ်ပါတယ် ဗီယက်နမ်နိုင်ငံမှာတော့ကျွန်တော်တို့ဒီရုပ်ပွားတော်တစ်ခုအနေနဲ့ကတော့အမြင့်ဆုံးအရှိဆုံးရုပ်ပွားတော်တစ်ခုအနေနဲ့ပေပေါင်း220ရှီလျားတဲ့ရုပ်ပွားတော်တစ်ခုဖြစ်ပါတယ်။ဟိုနိုင်အနေရဲ့ကင်းဝေးစီကြီးနဲ့တင်္ဂါလေမြဆူတောင်းပြည့်အနေကင်းပြီးရှင်အောင်ဆိုပြီးတော့ပင်လယ်ဘက်ကိုမျက်နှာမူစွာတိဆောက်ထားတာတွေ့ရပါတယ်။ဒီမှာတော့ကျွန်တော်တို့လူအတော်တော်များများစိတ်ဝင်စားတာကတော့ဒီဘွန်ဆိုင်ပင်လေးတွေပေါ့အဲလဲနာမည်ကြီးပါတယ် နှစ်ရှည်လာများကျွန်တော်တို့တချို့အပင်တွေဆိုလို့ရှိရင် တော်တော်တော်ကျွန်တော်တို့အသက်ကြီးနေတဲ့အပင်တွေတွေ့ရပါတယ်ဒီဇိုင်းလေးတွေကလည်းမဆိုးလှသလိုသူတို့ဒီအဲဘွန်ဆိုင်နီးပညာအရာဆိုလို့ရှိရင်လည်းပဲအတော်လေးချီကျူးစရာကောင်းပါတယ်ဒါဘွန်ဆိုင်ပင်လေးတွေပါအဲ့စားတာချီတာအမအကလေးတော့ ဒါကဒီမှာမြင်ရတဲ့အပင်လေးတွေဆိုလို့ရှိရင်အတော်လေးပဲသူအသက်ကြီးနေပါပြီเนาะနောက်တစ်ခုကဒီ2 set ထားပုံပေါ်ထားတဲ့ဒီ design ပုံစံကလည်းအတော်လေးထူးဆန်းပါတယ်เนาะကြောက်ကူဒီတွေ့ရတဲ့အပင်ဆိုလို့ရှိရင်သူ့ရဲ့လက်ရရော design ရောပေါ့เนาะအဲဒီအပင်တက်တန်းရောတော်လေးကိုချီးကျူးစရာကောင်းပါတယ် помню.